ုလေတိလာဘာလုပ်ရမလဲမသိဘူးဆိုပြီးတော့အမြဲတမ်းမေးတဲ့သူတွေနဲ့ကြုံရတယ်။အဲ့ခါရောက်လို့ရှင်လဲအမြဲတမ်းစုပြောတယ်။ဘာလုပ်ရမလဲမသိတာမဟုတ်ဘူး။လုံးစရာတွေကအများကြီးရှိရတဲ့တစ်ခုတောင်မလုပ်တာ။အယံရှင်တဲ့အဖြစ်ရ။ပြီးတော့အဲ့ခါမှလဲသူကပြောတာပေါ့နော်။ဟုတ်ထလုပ်ဖို့အင်အားမရှိတာပေါ့။ Yes အဲ့ဒါလဲတိတယ်ကွာ။ဘာလို့လဲဆိုတော့ဒီခါလေးတကယ်တော့ခတ်နေရမဟုတ်ဘူး။သူကပထမဆုံးလုပ်ရတဲ့အချိန်ကအထတဲ့အချိန်ကအခက်အခဲဆုံးဖြစ်နေရ။ဒါပေမဲ့ပြန်ပြီးတော့ဟိုးရင်အတိတ်တွေမှာပြန်သွားပြီးမေးကြည့်လိုက်ပေါ့။အဲ့လိုခတ်တဲ့အချိန်တိုင်းမှာပထမ ဆုံးလုပ်ခဲ့တဲ့လောက်ကအရင်ခတ်နေခဲ့တာလားပေါ့တကယ်တော့အရင်ခတ်နေခဲ့တာတော့မဟုတ်နေဘူးစလုပ်ဖို့ခတ်နေခဲ့တာဆိုပုံမှန်လိမ့်မယ်အဲ့ခါမှာဆိုလို့ရှိရင်စုအမြဲတမ်းသူတို့ပြန်ပြောတာကြပါလဲဆိုတော့ကိုကိုလှုံ့ဆော်ပေးတာဗာလဲဆိုတာတီးဖို့လိုတယ်လို့စုတို့မှာလှုံ့ဆော်မှုကနှစ်ခုရှိရဲအတွင်းလှုံ့ဆော်မှုနဲ့အပြင်လှုံ့ဆော်မှုရှိရဲအပြင်လှုံ့ဆော်မှုဆိုတာခုလိုပေါ့နော်အာတက်စီရဲ့ဗီဒီယိုလေးကြီးတာဒါမှမဟုတ်ရင်ကို inspire ဖြစ်တဲ့သူတွေကသူတို့ဘယ်လိုဘယ်လိုလှုပ်ဆိုတဲ့ခါမှာဒီအရာကိုသူတို့စဉ်းစားလိုက်တယ်စိတ်ဝင်စားသွားတယ်ဒါပေမဲ့ဒီတက်ပေါ်ပြီးနောက်တစ်ဆင့်ရောသူက idea လေးတိန်းကနေပဲနဲ့ကိုယ့်ရဲ့ဒီအတွင်းလှုံ့ဆော်မှုနဲ့ဂျက် က်ခနဲ့အဲ့လို link ဖြစ်သွားတဲ့အရာမျိုးသူကမတွေ့မချင်းကိုထမလို့တာအဲ့ဒီတော့ကာစုကအတွင်းလုံဆောင်မှုကိုလိုက်ရှာတယ်အဲ့တော့အတွင်းလုံဆောင်မှုဆိုတာဘယ်လိုမျိုးကြီးလဲအတွင်းလုံဆောင်မှုဆိုတာကိုယ့်ရဲ့စိတ်ဝင်စားတဲ့အရာတစ်ခုခုဖြစ်နိုင်တယ်ကို passion ဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင်ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ဒီကဘာမှာရှိနေရတဲ့အကြောင်းရင်းပြီးတော့ဟိုကိုသိသိရတဲ့သူတွေလည်းဖြစ်နေနိုင်တယ်ကို family ကြောင့်ဒါမှမဟုတ်လေကို curious အရန်ဖြစ်တဲ့အရာဖြစ်နိုင်တယ်ဒါကြောင့် curious အရန်ဖြစ်တဲ့သူတွေဆိုရင်သူတို့ကိုထလှုပ်ဖို့ကိုအရင်မတိုက်တော့အောင်ဒါပေမဲ့လုံနေရရလဲအများကြီးအသုံးဝင်ခြင်းမှာလဲဖြစ် ြစ်ချင်မှလည်းဖြစ်နေပဲပေါ့။ဥမာထားပါလေးတာကြီးပဲလုံနေရ။ဒါပေမဲ့တကယ်ကိုငွေရှာဖို့ကြာမလုံနေရလည်းဖြစ်နိုင်တယ်။ဒါက another story ။ဒါကြောင့်သူတို့ကြာ strategy နဲ့လုပ်ရတဲ့အပိုင်းတွေပေါ့ထားလိုက်ပါတော့။အဲ့တော့အခုပြောတာကြာနည်းနည်းမှထားမလုံနိုင်တဲ့သူကိုပြောတာပေါ့။အဲ့တော့ကိုယ့်ရဲ့အတွင်းလှုပ်ဆောင်မှုကဘာလဲဆိုတာရှာဖို့လိုတယ်။အဲ့ဒီမှာဆိုလို့ရှိရင်စုကဒီနေ့ပြောမှာကြာတော့စုကိုစုလုံးဝစပြီးမလုံချင်တော့ဆိုရင်လုံတဲ့စနစ်တွေဘာလဲဆိုတာပြောချင်တယ်။ဘာလို့လဲဆိုတော့ဟိုးပေါ့နော်အများစုရဲ့ဒီ channel social media တွေမှာအများတန်းမျှဝေလေးရှိတာ ာကတခုခုထားလို့ဖို့ဆိုရင်ဘာမှမလုပ်တခုပဲလုပ်အများကြီးလည်းလောဘမကြီးနဲ့တခုလောက်ပဲလုပ်ဆိုတဲ့အရာကိုစုအမြဲတမ်းညွန်လေးရှိတဲ့ what the one thing ကိုယုံကြည်ရသူပေါ့နော်အဲ့တော့ပြောတဲ့လောက်လည်းအများကြီးပြောပြီးဆိုတော့ diary ကိုပြောအခုကြာဒီပြောချင်တာစနစ်တွေကိုပြောချင်တယ်အဲ့တော့အခုမြင်ရတာဆိုတာဘာပဲလုပ်လို့စု mind map လေးနဲ့လုပ်လို့ရှိရ mind map နဲ့လုပ်တယ်ဆိုရင်နေရာမှာလဲဘာလဲဆိုတော့ခုနပြောလို့ဘာမှတော့မလုပ်ချင်ဘူးဆိုတော့တခုတော့လုပ်ချင်တာရှိအဲ့ဘာလဲဆိုတော့ခေါင်းထဲကအမိုက်တွေတော့ရှင်းချင်တယ်အဲ့ဒါဘယ်တော့မှမဆိုရှင်းချင်တာတကယ်တော့မတူဘူးပေါ့နော်လုံဆောင်မှုတွေမှာစုကအဲ့လိုအရန်တွေကိုဘာလုံ ောင်းအောင်လည်းမသိတော့ဘူးဆိုရင်အဲခေါင်းထဲမှာတခုခုမရှုပ်လေလို့အဲ့တော့ကိုယ်ခေါင်းထဲမှာရှုပ်နေတာလေစုတိတဲ့အတွက်စုကဘာလဲဆိုခေါင်းထဲကတခုခုရှင်းထုတ်ပလိုက်ရတယ်အဲ့တော့ရှင်းထုတ်တဲ့ခါမှာလူတွေကမတူညီတဲ့အရာတွေနဲ့ရှင်းထုတ်တယ်ချို့ကြတော့ body scanning meditation လုပ်ပြီးတော့ရှင်းထုတ်တာရှိတယ်ချို့ကြ journaling ရေးတယ်စုကကြတော့ဘယ်လိုလုပ်လဲဆိုတော့စုက executor အဲ့ဒီအရှုပ်တွေအကုန်လုံးကအလုပ်တွေရှင်းပလိုက်မှာစုစိတ်ကကျင်းတတ်တာမျိုးဥပမာထားတော့ journaling ရေးတယ် feeling တွေခံစားချက်တွေရေးတယ်စုတော့အဲ့ဒါမသက်သာစေဘူးအလုပ်ကိုဖြတ်လိုက်မဖြတ်မချင်းအဲ့ဒီအရှုပ်ကြီးကအမိုက်ထုတ်ကြီးကခေါင်းထဲကိုရောက်နေရတဲ့မျိုးပေါ့နော်ပြီးတော့ ော့ OCD ကြောင့်လည်းပါမယ်ထင်တယ်ပေါ့နော်အဲ့လိုမျိုးမပြီးသေးတဲ့အရှုပ်ကိုမှထားပါတော့ကိစ္စတကွာမပြတ်သေးဘူးဆိုအဲ့ဒါတက်ကိစ္စအဆင်မပြေဘူးပေါ့ relationship မှာဆိုလည်းရှိတတ်တယ်ကွာကိုယ်ကိုစိတ်ကောက်နေတာမျိုးကိုယ်နဲ့အဆင်မပြေဘူးအခုအဆင်ပြေပြီမပြေရင်ပြတ်ဆိုတဲ့သူမျိုးတွေမှာပါတယ် do on die ပေါ့နော်အဲ့လိုမျိုးအစွန်းနှစ်ဖက်ရောက်တတ်တဲ့သူဖြစ်တဲ့အတွက်အလုံးမှာလည်းအဲ့လိုပဲခေါင်းရှုပ်တဲ့ပြဿနာဆိုလည်းအဲ့လိုပဲအဲ့တော့စုရဲ့အလုပ်ကဘာလဲဆိုတော့ mind map ကိုစုသုံးတယ် by the way mind map ကဘာသုံးလဲစသဖြင့်ဆိုရင်စုကဓမ္မ mind note next ကိုသုံးတယ်ဒါ Apple သမားတွေပဲအဆင်ပြေရဆိုတော့စုနောက်ထပ်တစ်ခု recommend န်တေးရှင်းရပါလဲဆိုတော့အဆုရဲ့ suphomo.com နဲ့မှာဝင်ပြီးလို့ရှိရင်ဒီမှာ my insights ကိုဝင်ပြီးတော့ဒီမှာ man blue လေးရနေကြည့်ပြီးတော့ mind map ဆိုပြီးရှာလိုက်လို့ရှင်လေဒီဟာလေးကိုတွေ့မယ်ပေါ့နော်ဒီစာလေးကိုတွေ့လိမ့်မယ်အဓိကတော့ဒါတော့ mind map မှာဟို recommendation တွေပေးထားတာပေါ့နော်ဒီမှာ iCloud နဲ့ဆိုဘာသုံးရမလဲပြီးတော့စသည်ဖြင့်အဲ့တော့နောက်တစ်ခုကကြ mind map minister ဆိုတာရှိတယ်အဲ့တော့ mind minister သူကကြတော့၃ခုလောက်ထိကို mind map ၃ခုလောက်ထိကို free ပေးတယ်အဲ့တော့တစ်ခုပြီးတစ်ခုကိုကိုသုံးမယ်ဆိုရင်အဟောင်းတွေကိုဟိုမလိုရိုက်ပြန်ဖြတ်ပေါ့နော်အဲ့လိုမျိုးသုံးပေါ့ပြီး export လုပ်ထားပေါ့ကဲလို့ ကိုတင်းချင်တယ်စသည်ဖြင့်ဒီလိုပုံစံနဲ့လည်းဒါအသုံးရ free သုံးချင်ပေါ့အဲ့ထားလိုက်ပါတော့ဒါကတော့လမ်းကြုံ share တာအဲ့တော့စုကဘာလုပ်လဲဆိုခေါင်းထဲမှာဘာရှိရှုံးလဲဆိုစုအခုလောလောဆယ်မှာစုရှုံနေရရှိတယ်အဲ့ဒါဘာလဲဆိုစုကခရီးသွားဖို့ရှိရဲဒါပေမဲ့စုလောက်သွားတဲ့အလုပ်တွေအရမ်းများတယ်အဲ့တော့ကို့အနေနဲ့အလုပ်ကျွေးရဖြစ်ရမယ်အဲ့ဒါစုအရမ်းရှုံနေတဲ့ဘာလုပ်လဲဆိုโอเคငါခရီးမသွားခင်ဖြစ်တဲ့ပြဿနာဆို pre trip plan ဆိုပြီးတော့စုကနေပြီးတော့ရေးလိုက်တယ်ဟုတ်ပြီဒါကတော့ခရီးမသွားခင် plan စီလုပ်မယ်ပေါ့အဲ့မှာဘာလုပ်လဲစုရဲ့ခေါင်းရှုံနေအရာစုရဲ့ business နဲ့ပတ်သက်ပြီးရှုံနေရရှိရဲအဲ့တော့ the miss by စု business business တခုอ่ะဥစားအဲ့ဒါဘာရရှုပ်နေရလဲအော်ငါ new product ဒီရပိုင်းထုတ်ဖို့ရှိရဲအဲ့တော့ new product ဖြစ်တဲ့ lotion vlogs တွေလောက်ရမယ် lotion vlogs တွေကဘာရဖြစ်မလဲဒါကတော့ team ကနေပြီးတော့ပေးထားတဲ့ vlog 1 vlog 2စသည်ဖြစ်ပေါ့နော်ဒါကိုခေါင်းမနဲ့မှာရှုပ်နေရှုပ်နေရတယ်ဆိုတာခြိုက်ရိုက်လိုက်တယ်ပြီးရင်အဲ့လိုဒီ take ကအကြောင်းရင်းလေးကအနောက်ကအဖြေလေးအဖြေလေးဖြေလေးနေရှိလိုက်တဲ့အခါမှာကိုခေါင်းနေမှာအော်ဒါကတော့ဒါအတွက်လူတွေဆိုတာမျိုးမြင်သွားတယ်အဲ့ဒီလို thinking ကိုဘယ်လိုခေါ်လဲဆိုတော့ associative learning လို့လဲခေါ်တယ်။ associative ဆိုတာကဒါဒီလိုပေါ့နော်။တက်ဆိုင်ရာတစ်ခုကနေနောက်တစ်ခုနောက်တစ်ခုသွား ွားတဲ့အရာပေါ့အဲ့လိုမျိုးဒါမှမဟုတ် divergent thinking လို့ခေါ်တယ် divergent thinking ဆိုတာသူကဘာလဲဆိုတော့အခုလိုမျိုးပေါ့နော်ကိုယ်အနေနဲ့ဟို question တစ်ခုပေးလိုက်ပြီးငါဘာလုပ်ရမလဲဆိုတော့ question ပေးလိုက် ideas တွေထွက်လာတာမျိုးအဲ့လိုမျိုးအဖြေတွေပြီးကိုယ့်ကိုအဖြေပြန်ပေးလိုက်တာကြတော့ fact တွေထွက်လာတော့ဒါကတော့ convergent thinking လို့ခေါ်တယ်ဒါပါတော့ပေါ့နော်ဒီလိုစကားလုံးလေးပြောရဲဆိုတာလေဒီလိုတစ်ခုလေးသင် AI ကိုထပ်မေးပေါ့နောက်တစ်ခုကကြတော့စုရောကအဲ့လိုတွေးတဲ့သူတော်တော်များ literal thinking နဲ့တွေးကြတယ်ဘယ်လိုလဲဆိုတော့စုရောမြန်မာကျောင်းတွေကသင်ပေးတာ linear thinking လို့ခေါ်တယ်တစ်ဖြောင်းလေး ဲသွားဓာလုံးဆိုတာမျိုးသင်ပေးခဲ့တာဒါပေမဲ့လုအောင်အောင်ဆိုတာအဲ့လိုသွားမှာမဟုတ် neuron လေးဆိုတော့ဒီလိုလေးဖြတ်ဖြာပြီးသွားတာအဲ့တော့ lateral လို့ခေါ်တယ်ဆိုတော့ဒီကနေသွားမယ် maybe ငါတို့ရှောင်ပြီးတော့သွားလို့ရမလားဘယ်လမ်းသွားလို့ရမလဲဆိုအဲ့လိုတွေးတာလူရဲ့အောင်အောင်လိုမျိုးဒါကြောင့်စုလို့ကကိုယ်ရဘလို့တွေးလဲဆိုရင်အတွေးရဲ့အလုံးလုံးပုံသိဖို့လိုတယ်အဲ့တော့စုလို့မျိုးအ ုံနောက်ကကြတော့ဒီပြဿနာဆိုရင်ဒီအောင်တဲ့ပဲသွားတာမဟုတ်ဘဲနဲ့ဟိုဘက်သွားဒီဘက်သွားဟောတွေးတာမျိုးတွေးတာမျိုးဖြစ်တဲ့အတွက်ဒါစုရဲ့အတွေးပေါ့ဒါကြောင့်စုက mind map ကိုတုံးတာဒါကလည်းအတွေးတွေပုံမူတည်ပြီးပြောတာပေါ့โอเคနောက်တစ်ခုဘာတွေခေါင်းဆောင်နေလဲအော်စုရဲ့ time company ဖြစ်တဲ့ the miss essential the miss essential ကိုထိုင်ရောက်လို့ရှင်ဘာတွေလုပ်မလဲ all factory stage ရှာမယ်အာနောက်ထပ် business opportunities stage ရှာမယ်အဲ့ဒီမှာဆို fashion ဘိုင်းကိုသွားရင်သွားမယ် maybe ပေါ့နော်ပြီးရင်ဘာတွေလုပ်မလဲ meet people အဲ့ဘယ်သူတွေနဲ့ meet လုပ်မလဲအဲ့တော့ဒါကတော့နာမည် name ဘယ်သူဘယ်သူပေါ့အဲ့တော့စသည်ဖြင့်ကိုယ့်ရဲ့လိုချင်တဲ့အဥ္စာတွေကောက်လုပ်တယ်ကဲ ဘာတွေထပ်ပြီးတော့လုပ်လဲ။အော်ငါ vlog တွေလုပ်ထားဖို့လိုသေးတယ်။ Okay ဒါဆိုရင် curious insider အဲ့တော့ curious insider မှာဆိုလို့ရှိရင်ဘာလုပ်မလဲ vlog တွေလုပ်မယ်စာရေးမယ်စာရေးရဒီအပိုင်းမလုပ်နိုင် Okay ဒါဆိုရင် moderator ရှာမယ်။အဲ့တော့ hiring somebody ပေါ့။အဲ့တော့အမှဆိုရင် moderator ပေါ့။စသည်ဖြစ်တာကိုအနေနဲ့ဒါခေါင်းချုပ်တဲ့ဥစား။ကဲဟုတ်ပြီရဲ့ပြဿနာတွေတော့သိပြီ။ဒါဆိုရင်စုရဲ့ခုနကပြောသလိုပေါ့နော်။ဘာလို့ကိုကအုံနောက်ထဲကအမိုက်တွေကိုဘလို့ပုံစံထုတ်တာလဲ။ဘလို့ပုံစံထုတ်တာလဲဆိုတော့အလုံးလုံးရင်းနဲ့စုကထုတ်တဲ့သူ။တချို့ကကြတော့ဒီဟာကိုတွေးတာတွေခြာရေးအောင်လဲပြီးရပြဿနာရှိ တယ်ဥပမာကိုယ့်အကူနှလုံးမသွင်းရနိုင်တဲ့ကိစ္စတွေပေါ့ဘလို့တွေကိုကအနာအဖွဲ့ကြီးအောင်နေမလဲတို့ကိုယ့်အကူစိတ်အေးချမ်းအောင်ဘလို့နေမလဲအဲ့တချို့ပြဿနာတွေရှိတယ်အဲ့ပြဿနာတွေကိုသူကကြတော့ရှုပဲရှုရတဲ့အရာတွေဆိုလို့ရှိရင်တော့ဂျာနယ်လေးရေးတာကောင်းတယ်စုလို့မျိုးလူကြတော့အမိုက်တွေကိုရှင်းရတယ်သူဘာလို့လဲဆိုတော့ခေါင်းချုပ်နေရခြင်းမတူဘူးလေနော်အဲ့တော့ root cause တွေကိုရှင်းမှာစုကအမိုက်တွေကိုထုတ်လို့ရမှာအဲ့တော့ဘာလုပ်ရမလဲအလုပ်လုပ်ရမှာအဲ့တော့ဟုတ်ပြီအဲ့လုပ်ရမယ့် task တွေကဘာဖြစ်မလဲ task ပေါ့ဟုတ်ပြီအဲ့မှာ task တွေကိုကြည့်လိုက်တဲ့အခါမှာဟုတ်ပြီအာငါဘယ်နဲ့ကြံသေးလဲဆိုပြီးစု ူက deadline နဲ့သွားလိုက်တယ်။ဆို16ရက်ကျန်သေးဆိုတာ system deadline ပေါ့။အာ system days ပေါ့။အဲ system days မှာဆိုလို့ရှိရင်ဆိုက week by week သွားတာရှိရဲ့။ပြီးတရက်ချင်းစီလည်းသွားတယ်။အဲ့တော့အမှထားပါတော့အာ May 3rd ပေါ့။ May 3rd မှာဘာတွေလုပ်မလဲ။အာစသည်ဖြစ်ပေါ့နော်။အဲ့တော့အဲ့ဒါကြီးဆိုလို့ရှိရင်လည်းကိုကလုံးဝမဲ့ဥမာ vlog တွေဆိုလို့ရှိရင် total ဘယ်နှခုရှိလဲပေါ့။အဲထားပါတော့ပေါ့နော်။ total task က vlog 16ခုထားပါတော့။အဲ16ခု။ဒါဆိုရင်16ရက်ကျန်ရင်တနေ့ကိုတစ်ခုလုံးဝမယ်ပေါ့။အဲဟုတ်ပြီပြီးတော့ဘာရှိအောင်မဲ့အမ် job position အတွက်ရှာမှာရှိရဲ့။အ ဲ့တော့လူရှာတဲ့ဟာပေါ့နော်အဲ့တော့ job vacancy နဲ့ပတ်သက်တဲ့ဥစ္စာရှိမယ်အဲ့ဒါ post တင်မယ်ပြီးလို့ရှိရင် selection ရွေးမယ်အဲ selection okay selection ဆိုရင်ဒါနဲ့သက်ဆိုင်တဲ့ ready တွေကိုသွားရပေါ့အဲ့တော့လောကမှာ task ကဘယ်နှခုဘယ်နှခုပေါ့အဲ့တော့အဲ့ဒါတွေတိုးတက်ရပြီဆိုရင်စရကကြံတဲ့ရက်နဲ့အားလုံးကိုကိုဖြစ်နိုင်တဲ့အားတွေနဲ့စားချလိုက်ပေါ့စနေကနေ့ကနေပါကိုကနားကျင်တယ်ဒါမှမဟုတ်လေစွတ်စွေမနာတော့အခုဆိုစတိုက်လုပ်တယ်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်လေကိုရဲ့အချိုးမြညီညီမြစွာနဲ့ထားတာမျိုးဒါမှမဟုတ်ကိုသွားမဲ့ရက်တွေမှာပြင်သွားမဲ့ရက်တွေမှာ short လူလူရဲ့ရက်တွေမှာပုံပြီးသွားပြီးတော့ ဒီလို plan တွေလုပ်တယ်ဒါလေးကစုလုပ်ထားခဲ့တဲ့ဥစ္စာလေးပေါ့နော်အမ်ဒါလေးမှဆိုရင်စုတစ်ချက်ဥပမာလေးကစုတစ်ချက်ပြမယ်ပေါ့ဒီမှာဆိုလို့ရှိရင်ထားပါတော့ဒီမှာ schedule ပေါ့နော် schedule မှာဆိုရှင်ဒီမှာနှစ်ပိုင်းခွဲလိုက်တယ်ဒါ week 1နဲ့ week 2ဆိုပြီးခွဲလိုက်တာဒါ week 1မှာဆိုလို့ရှိရင်မနေ့ရနေမယ်စုအလုပ်လုပ်တဲ့ဥစ္စာလေးဆိုလို့ရှိရင်ဒီမှာ vlog တွေနှစ်ခုရိုက်တယ်အာ vlog လေးခုစာအုပ်ကတအုပ်ဆိုတော့ထားစသည်ဖြစ်ပေါ့နော်ပြီးတော့ဒီမှာလည်းလုပ်သေးရဆိုထားပါတော့ total အလုပ်ကြီးခုနှစ်ခုပြီးသွားတယ်ပေါ့ဒါကတော့တစ်ရက်ပေါ့ okay ဟုတ်ပြီပြီပြီဒါဆို၃ရက်ပါရှိအောင်လဲပေါ့စသည်ဖြစ်ပေါ့ခုဆိုရင်လည်းဒီ မှာအချိန်ပြန်ရဖို့ဆိုပြီးတော့ခေါင်းစဉ်နဲ့စုအဲ vlog လုပ်နေရပေါ့ okay ဒါဆိုပြီးပြီပေါ့အဲ့ဒီမှာဆိုလဲ events တွေရှိရဲ the miss fine ဆိုတာအာ jenshi city နဲ့ jenshin square ကလောက်ကုန်နှစ်ပတ်မှာပွဲလို့ဖို့ရှိရဲသွားနိုင်တဲ့သူတွေသွားပါ new product တစ်ခုလည်းထွက်ထားရဲဆိုတော့ quality ပဲ okay အဲ့တော့စသည်ဖြင့်ကိုလုံးဝမဲ့အလုပ်တွေကိုကိုယ့်ကိုအဲ့လိုခွဲခြားပလိုက်တယ်ခွဲခြားပြီးတော့လုပ်ပလိုက်တယ်ဆိုတော့ကပင်မလားဆိုပင်မနဲ့ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ကိုလုံးဆရာရှိတာပြီးသွားတဲ့အခါမှာအုံနောက်ကရှင်းသွားတယ်အဲ့တော့အဲ့လိုပုံစံနဲ့ဆိုတော့ကအလုပ်လုပ်ရတယ်အဲ့တော့ ကိုကဘယ်လိုလူပုံစံလဲဘယ်လိုပုံစံကကို့အုံနောက်ကိုရှင်းထုတ်စီလဲဆိုတဲ့အရာကိုတော့ကိုကကိုရှာဖွေဖို့လိုတယ်ဒါကြောင့်ကိုအကြောင်းကိုသိအောင်လုပ်ပါကိုအကြောင်းကိုသိရမှကိုရဲ့စိတ်ထရအမိုက်တယ်ကိုကကိုဘယ်လိုရွေးအောင်ရွှေ့မလဲဆိုတဲ့အကြောင်းအရာတွေကိုဟာဘာကြိုက်လဲငါရဲ့ဒီအတွင်းလုံးစုံမှုကဘာများဖြစ်နေမလဲဒါတွေသိပြီဆိုလို့ရှင်သူတို့ကအကုန်လုံးပြန်ပြီးတော့ကို့ဘဝကိုပြန်ပိုင်နိုင်တယ် ဲ့လိုမဟုတ်ဘူးဆိုလို့ရှင်တော့လူများတွေမောင်းနေတဲ့ဘဝကိုပဲကိုရီးယားသွားနေရမှာ သူများတွေခိုင်းတဲ့အလုပ်ပဲလုပ်ရမှာသူများတွေပြနေတဲ့ဆိုရှယ်မီဒီယာပုံတွေကိုပဲ like လုပ်နေရမှာသူများတွေပြောနေတဲ့စကားတွေပဲနားထောင်ရမှာကိုရဲ့လုံရမယ်ကိုလုံချင်တဲ့အရာတွေကိုဆက်လုပ်ဖို့မလွယ်ဘူးအဲ့ခါမှဆိုလည်းတချို့ဟာရှိတယ်ပေါ့ဘုအော်မဆူရဲ့ဘဝကအစင်မပြေတာချက်ချင်းတော့ဒီလိုလုံးလို့မရအောင်လေဒါလည်းနားလေအဲ့ dress ကဘာလို့လဲဆိုရင်စုပေါ့နော်ဒီဘဝပုံစံကိုစုရှားဖို့ကိုလုံချင်တာတွေကိုသွားချင်တာတွေပဲကိုလုံနိုင်မှုအတွက်ကိုစု 9နှစ်လောက်ရှင်းရတယ်ဘာလို့လဲဆိုတော့ဟိုမိဘပလန်ပေးထားတာမဟုတ်ဘူးကိုသွားချင်တာတွေအကုန်လုံးကလမ်းနေမြင်နေရမဟုတ်ဘူးပြီးတော့ငွေတွေကရှိနေရတော့မဟုတ်ဘူးပေါ့အဲ့တော့9နှစ်လောက်မှဆိုလို့ရှင်ကိုမလုတ်ချင်ချင်လုတ်ချင်ချင်လောက်ရတဲ့အလုပ်တွေလည်းရှိသလိုလုတ်ချင်လုံးတဲ့အတွက်မရမကအဲ့မလုတ်ချင်တာကြီးပဲကို3နှစ်လောက်ကြိတ်လုတ်ရတဲ့အရက်တွေလည်းရှိတယ်ဒါပေမဲ့တခုအရန်ထူးဆန်းတာပြောပြအောင်မယ်ကြိတ်လုတ်ရတယ်ဆိုတဲ့အခါမှာလည်းစုရဲ့စိတ်ကပေါ့နော်ဘာပဲမဆိုပေါ့နော်ကိုလုတ်ကိုလုတ်ရတော့မယ်မလုတ်ချင်ဆုံးအလုပ်ဆိုရင်တော့မှစုစိတ်ကပြောင်းလိုက် က်တာရှိရဲအဲ့ mental အပိုင်းတွေကိုလည်းပြောပြမယ်စုပွားမှာပေါ့နော်မလုတ်ချင်ပဲလုတ်ရတဲ့အလုပ်တွေကစုအသက်20လောက်မှာကလေးကဥမာထားတော့စုတာဝကျောင်းမှတ်တတ်ချင်အောင်ပေါ့နော်ဒါအမှန်တိုင်းပြောတာစုကအရင်နဲ့စာတော်တဲ့ခလေးလည်းမဟုတ်ဘူးဆိုတော့သို့တော့ကျောင်းကဘလို့ပဲဖြစ်ဖြစ်အနည်းဆုံးတော့ဖွေလေးတစ်ခုရရမယ်ဆိုပြီးမတက်ချင်ချင်တက်ချင်ချင်တက်ခဲ့တယ်အထူးသဖြင့်ဆရာမဘူလီလုတ်တယ်တမင်အောင်လုတ်တယ်တိတယ်ဒါပေမဲ့နောက်ဆုံးရရမရရအောင်လုတ်ပြီးတော့ဒီပွဲကိုယူရယ်ဆိုတဲ့ဥစ္စာအဲ့ဒါလုံးဝမလုတ်ချင်တယ်လို့နောက်တစ်ခုရှိရစုလွန်ခဲ့တဲ့နှစ်နှစ်လောက်ကလုံးဝမနေချင်တဲ့မြို့အဲ့မှာတစ်နှစ် လုံးလုံးအပြင်လုံးဝမထွက်ဘူးတနှစ်လုံးလုံးเนาะစုကအမှန်တကယ်စု type ကအဲ့ဒါမဟုတ်ဘူးဒါပေမဲ့နောက်ဆုံးမှာတကယ်တမ်းအဲ့လိုမလုတ်ချင်ပဲလောက်ရတဲ့အလုပ်တွေတိုင်းမှာလည်းပြန်ပြီးတော့ကိုယ့်ဘဝကိုကိုယ်ပြန်သွားကြည့်လို့ရှင်လေလုတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်စုတော့ကလေဇန်ဝင်နေဆိုတာရှိဇန်ဆိုတာဘယ်လိုလဲဆိုတာ flow state ထဲကိုရောက်သွားတာပေါ့နော်လုတ်ချင်ချင်မလုတ်ချင်ချင်အလုပ်တွေကိုလည်းစိတ်ညစ်ညစ်နဲ့လုတ်လေဒီအလုပ်ပဲစိတ်မညစ်ပဲလုတ်လေဒီအလုပ်ပဲအဲ့တော့ကစိတ်ကိုစုနောက်ဆုံးမှာငါဘာပဲလုတ်လို့တော့ငါဟာအကောင်းဆုံးလုတ်လိုက်မယ်လို့တွေးလိုက်တယ်နောက်ဆုံးကွာအခုဆိုရင်စုအလုပ်တွေကမပြီးသေးဘူးအဲ့တော့အဲ့ချင်နေ ပြီဒါပေမဲ့ငါဒီ vlog ကိုလုပ်တဲ့အချိန်မှာငါစိတ်ကိုတရားရခိုင်လုံးထည့်မယ်ဆိုတရားရခိုင်လုံးထည့်လိုက်တယ်အဲ့တော့အဲ့ဒီလိုမျိုးစိတ်ကိုတခါလေးကပြောမယ်ဆိုအရေးထူတဲ့စိတ်ပေါ့နော်ရအောင်လုပ်မယ်ဆိုရဲအဲ့ဒီ resilient စိတ်ပေါ့အဲ့စိတ်ကိုခိုင်အောင်ထိုင်ရင်ထိုင်နေနောက်ကြတော့ဘာဖြစ်သွားလဲဆိုလှုပ်ချင်တယ်မလှုပ်ချင်ဘူးဆိုတာမရှိတော့ဘူးမလှုပ်ချင်တဲ့အလုပ်ဆိုပြီးတော့တွေးလိုက်ရင်တော့မှစိတ်ကဘာဖြစ်ဖြစ်ဆိုမဟုတ်ဘူးရတယ်ငါအဲ့ဒါကိုလေလှုပ်ရင်းနဲ့ကြိုက်သွားမယ်ဆိုတော့ကိုယ့်ကိုယုံကြည်တယ်အဲ့ ါမှလည်းတကယ်ပဲပေါ့နော်။သူက flow state ဆိုတဲ့အတိုင်းပဲ။ဟိုအားလုံးကတရားသဘောနဲ့ကြည့်လို့ရှိရင်ဒါဟိုဝိပဿနာလုပ်နေတဲ့သူတွေဆိုသိတယ်ကွာ။ပထမဆုံးတရားထိုင်တဲ့အချိန်မှာ तू ကအယမ်းခတ်တယ်။ဒီတရားရဲ့အရာတာကိုမသိသေးသူတွေခတ်တယ်။အဲ့ဒါကိုလေတရားအရာတာဆိုတာကိုဉာဏ်စဉ်ကောင်းကောင်းတက်စင်ပြီးတက်တဲ့သူတွေကသိတယ်။ဒါပေမဲ့တရားစာချင်းထိုင်ဖင်ရညောင်းနေချင်းရပဲကြိုက်ချင်းသူဟိုနာရသလိုဒီနာရသလိုဖြစ်ကိုဖြစ်တယ်။တဏိုင်တန်းထိုင်ဖို့ဆိုတာလုံးဝခတ်တယ်။ဒါပေမဲ့အဲ့ဒါကိုတမာတိကိုပုံမှန်ကျင်းကျင်းနဲ့ကြာ तू ကဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ဒီ concentration creation ရဲ့ skills ကမြင့်လာတာနဲ့အများ तू ကအဲ့ဒီလုပ်တဲ့အရာကို तू enjoy ဖြစ်လာတယ်အဲ့တော့ကနောက်ဆုံးကိုမကြိုက်တဲ့အလုပ်ကိုလုံးဝ boss နဲ့လည်းအဆင်မပြေဘူးဆိုတော့အဲ့အလုပ်မှာကိုကတော်လာတယ်ကိုအနေနဲ့ဒီ concentration အားကောင်းလာတယ်ဆိုလို့ရှိရင်အဲ့အလုပ်မှာကိုက skillful ဖြစ်လာတယ်ဆိုတာနဲ့အလျောက်အဲ့အလုပ်ကိုလုပ်ရတာကြိုက်လာတယ်ဆိုတာရှိတယ်ဒါပေမဲ့ environment effect တွေကတော့နောက်ထပ် another story ပြန်ဖြစ်ပြန်အောင်ပေါ့နော်အဲ့တော့အားလုံးကအဲ့တရားတဘောတိုင်းကိုသွားနေတာအဲ့တရားတဘောကိုနားလေသွားပြီကိုက flow state ထဲကိုဝင်တာဘယ်လိုလဲဆိုတော့နားလေသွားပြီဆိုရင်အဲ့ဒီမလုတ်ချင်တဲ့အလုပ်ဆိုတာနေသွားတယ်ပြောမယ်ဆိုရင်တော့ဘယ်ဟာအလုပ်ပဲဖြစ်စီဆက်စားခြင်းမှာစိတ်ညစ်တယ်မလုတ်ချင်ဘူးဒါပေမဲ့ဘယ်အလုပ်မဆို तू ကကိုကျွမ်းကျင်လာရင်ကိုပိုင်နိုင်လာတယ်ငွေရှာလာနိုင်တယ်ပြီးတော့ချီးကျူးခံလာရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့တိုးတက်မှုကိုခံစားလာရတယ်သို့မဟုတ်အဲ့ဒီနေရာမှာချစ်တာခင်တာခံစားလာရတယ်ဒါမှမဟုတ်အပြောင်းလဲလေးနည်းနည်းလေးရှိတယ်ပြောင်းလဲလေးဆိုတာဒီနေ့တစ်မျိုးလေးနောက် နစ်တမျိုးလေးပုံမှန်ထားပါတော့ဒီခုံကြီးမှာပဲစလိုက်ထားရတဲ့ဆိုင်ရှိခုံလေးကအဲလက်တော့လေးကိုနားလေးရွှေ့လိုက်ဒီနားလေးရွှေ့လိုက်ဆိုအဲအပြောင်းလဲလေးရလူစိတ်ကိုတမျိုးပြောင်းစီရအဲ့တော့အဲ့လိုမျိုးဟိုကိုယ့်အကို psychology trick လေးတွေလောက်တာပြီးတော့ကိုလုတ်တဲ့အလုပ်တွေမှာ skillful ဖြစ်လာတာနဲ့အမြအဲ့အလုပ်ကို enjoy ဖြစ်လာနိုင်မယ်စရော့ကဘဝမှာကိုလုတ်ချင်နေတဲ့ပုံစံမရောက်နေဘူးဆိုရှင်အဲ့လို adjustment လေးလုတ်ကြည့်တာပြီးကိုအတွေးတွေကိုကိုယ့်အကိုအကုန်ချရေလုတ်เสียရရှိတာကိုထားလုတ်တဲ့ဥစ္စာမျိုးကတကယ်တော့ အလုတ်ဖြစ်ဆုံးနဲ့စိတ်ထဲအမိုက်တွေကိုအရှင်းဆုံးပါပဲ။ဘယ်ဗီဒီယိုဘယ်သူ့စကားမှတကယ်တော့ရှင်းတာမဟုတ်ဖြစ်နေရပါလဲဆိုတော့ကို့အတွေးတွေကကို့အကူမနိုင်တာ။အဲ့ဒီမနိုင်တဲ့ monkey ပေါ့ champ champ brain ကိုကို့အကူ champ chimpanzee brain ပေါ့နော်။အဲ့ဒီ chimpanzee brain ဒီမြောက်အုံနောက်ပေါ့။အဲ့ဒီအုံနောက်လေးကိုတစ်ချက်လေး control လေးပြန်လုပ်ပြီးတော့လုပ်စရာရှိရလေးပြန်လုပ်ကြည့်လိုက်။အဲ့တနေ့သာဘယ်သူ့စကားမှမလုပ်ပဲနဲ့ဂျင်းတ်တယ်။အော်ငါဒီဒါတော့လုပ်ခဲ့နိုင်တာပဲဆိုတော့ဂျင်းတ်မှုကိုသွားတယ်။ဒါလေးကိုပဲစုအထိကပြောချင်ပါတယ်။